အားလုံးပဲမင်္ဂလာပါရှင်အခုတခါမှာတော့သူဝနာပန်းစံတွေကိုသွားပြီးတော့ unbox လေးရိုက်တာဖြစ်ပါတယ်ရှင်ဘယ်အရာလေးကို unbox လုပ်မလဲဆိုတာတော့ဆက်လက်ကြည့်ရှုအားပေးပါအောင်ရှင်သူဝနာပန်းစံရဲ့အကျယ်ကြီးပဲเนาะရိုက်ပြထားပါတယ်ရှင်အန်ဘောင်းစီရိုက်ဖို့အတွက်နေရာလိုက်ရှာနေရဖြစ်ပါရဲ့ရှင်တွေ့ပါပြီရှင်ဒီတစ်ပင်အောင်မှာတွားရိုက်မှာပါရှင် သူကနာပန်းချန်အရင်လာတော့ခါကျတော့ဓာတ်ပုံလေးအရင်ရိုက်နေပါတယ်ရှင်ပြီးကြမှာအန်ပေါင်းစီလေးလုံးမှဖြစ်ပါတယ်ရှင်ဘာစီလေးရတော့ cross stitch panel လေးပဲဖြစ်ပါလေရှင်။ဘလိုဒီဇိုင်းလေးမှာထားလဲဆိုတာကိုဖောက်ကြည့်လိုက်အောင်ရှင်။အရင်ဆုံးတော့ပေါင်ချစာရွက်လေးထွက်လာပါလေရှင်။ အမ်ပေါင်းစင်းလောက်ရင်လည်းဖနက်လေးထွက်လာပါပြီရှင် cross ဖနက်တစ်စိတ်လေးကိုကျွန်တော်အကြိုက်ခုံအထူးခွန်းတူကျူးတိုင်းလေးမှာထားတာပါရှင်ကိုကျိတဲ့ရောင်လေးကိုမှာထားတော့ရောက်လာတဲ့အခါမှာဖောက်ကြည့်လိုက်တော့လေအရန်ကိုစိတ်ကျဉ်းနေမှုရှိပါတယ်ရှင်အရန်လည်းကြိုက်ပါတယ်ရှင်ကိုကျိတဲ့ဒီဇိုင်းလေးမှာထားတော့အရန်ကိုကျဉ်းနေပါတယ်ရှင် cross panel လေးပါရှင် ခဏရဲ့ဒီဇိုင်းကခုံအထုအမြင်လေးဆိုပေမဲ့စီးရရလုံးဝမကိုပေါ်ပါပြီးရောလမ်းလျှောက်ရတာလည်းအဆင်ပြေတယ်ရှင်။ cross panel လေးစီးပြီးတော့ပဲတွေများနေပါပြီရှင်။ကိုကြိုက်တဲ့အရာတွေကိုဝယ်ပြီးတော့ကိုကိုကိုဆွချရတာလည်းအရန်ကိုကျဉ်းနှံမှုတစ်ခုရှိပါတယ်ရှင်။ပြရတာအရန်ကိုပေါ်ပါတယ် cross တစိ့ဖက်နယ်လေးပါရှင်။ ကိုအကြိုက်ကိုဝယ်ပြီးတော့အရန်နေစိတ်ကျင်တတ်မှုရှိပါတယ်ရှင်။ဖနက်လေးစပြီးတော့လည်း post တွေအမျိုးမျိုးပေးပြီးတော့တပုံတွေရိုက်ခဲ့ပါသေးတယ်ရှင်။အရန်ကျဲပြီးတော့လှတယ်သူဝနာပန်းချန်ထဲမှာသွားပြီးတော့ unboxing လုပ်ခဲ့ရတဲ့ feeling ကတော့ဘာနဲ့မှမလဲနိုင်ပါဘူးရှင်။စီးရတာအရန်ကောင်းလွန်လွန်ကိုစိတ်ကျင်တတ်မှုတွေအများကြီးရပါတယ်ရှင်။ သူကနာပန်းချန်ကြီးထဲမှာအန်ဘောင်းစီလေးရိုက်ချင်ပါတယ်ဆိုပြီးတော့ကြီးကြထားလို့လိုက်ရိုက်ပြီးတဲ့ညီမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကြီးစုပေးသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ See you again.